အားလုံးပဲမင်္ဂလာပါ။ The Great Godzilla Terror မှာဖြစ်ပါတယ်။တင်းအတွက်မနက်ဖြန်ငွေကြေးကန်ချင်းလေးကိုဖတ်ကြားပေးမှာဖြစ်ပါတယ်။မနက်ဖြန်မှာငွေကြေးကန်အနေနဲ့တော်တော်လေးကောင်းတဲ့အနေထားမျိုးမှရှိပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့ဆောင်းတိုင်းနေရတဲ့ငွေကြေးတွေလည်းရှိတယ်ဆိုလို့ရှိရင်ဝင်လာတတ်ပါတယ်။ကိုယ့်ဘက်ကပေါ့နော်ငွေကြေးအလောက်ကန်နဲ့ပတ်သက်ပြီးတော့ စီမံရေးယာတွေပြုရတဲ့အခါမှာလည်းအောင်မြင်မှုတွေရရှိတတ်ပါတယ်။ငွေကြေးအလောက်ကန်နဲ့ပတ်သက်ပြီးတော့အနာဂတ်မှာပုံမှန်အစဉ်ပြေမဲ့နည်းလမ်းတွေကိုရှာတွေ့ရတတ်ပါတယ်။ ငွေကြေးစီးပွားနဲ့ပတ်သက်ပြီးတော့ပုံမကောင်းမွန်သောအခွင့်အလမ်းများကိုလက်ထဲကို ရောက်လာတတ်ပါတယ်။ရက်ဝေးကနေပြီးတော့ငွေကြေးတွေဝင်တတ်တယ်။ရက်ဝေးကနေပြီးတော့ငွေကြေးအလောက်ကနေပတ်သက်ပြီးတော့ကောင်းတဲ့တင်းတွေရရှိတတ်တယ်။ယာရုတိုးတဲ့ဆိုတဲ့တင်းမျိုးတွေလည်းရရှိတတ်တယ်။ နောက်ပြီးတော့ရက်ဝေးကနေနောက်တစ်ခုလေလိုင်းကနေတစင်ပေါ့နော်အဲ့လိုမျိုးတွေငွေကြေးအလောက်ကနေပတ်သက်ပြီးတော့ကံကောင်းမှုတွေကြုံရတတ်တယ်ကိုကိုအခွင့်အရေးပေးမဲ့သူတွေကောင်းသောဧည့်သည်တွေရောက်ရှိလာတတ်တယ်ငွေကြေးအလောက်ကနေပတ်သက်ပြီးတော့စာချုပ်အစ်စ်တွေချုပ်ဆိုရတတ်တယ် ်အကူအညီပေးမဲ့သူတွေလည်းပေါ်လာတတ်တယ်အလောက်ခွင့်ထဲမှာလည်းကိုထက်ပေါ့နော်ကြီးတယ်ယာထူးကြီးတဲ့သူတွေက အထူးတလဲချစ်ခင်နာမျိုးကြုံရတတ်တယ်နောက်ပြီးတော့ကိုကိုပေါ့နော်ပို့ပြီးတော့ကောင်းတဲ့ကောင်းမွန်တဲ့လစာတွေပို့ပြီးတော့ကောင်းတဲ့နေရာအနေထားကိုရွှေ့ပြောင်းပေးဖို့တို့ယာထူးအစ်စ်တွေပေးဖို့အတွက်တို့တိုင်မင်နာမျိုးပေါ့နော်ကိုကိုပြောပြတာမျိုးတွေလည်းကြုံရတတ်တယ်ဆိုတာမျိုးတွေ့ရပါတယ် ဲ့တော့ငွေကြီးအလောက်ကိုင်းဆက်လက်ပြီးတော့တိုးပွားဖို့အတွက်စာမှုပွဲဖြည့်ဆို့ထားတဲ့သူတွေအင်တာဗျူးဖြည့်ဆို့ထားတဲ့သူတွေရှိတယ်ဆိုရင်မနက်ဖြန်မှာတရင်ကောင်းနေကြားရတတ်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းအနာဂတ်မှာပို့ပြီးတော့ပေါ့နော်တိုးတက်မဲ့အခွင့်အလမ်းတွေကိုရရှိမယ်စာမှုပွဲတွေဖြည့်ဆို့ဖို့အတွက်လည်းအခွင့်အရေးတွေကြားသိရတတ်တယ်ပို့ပြီးတော့ပေါ့နော်ခတိုင်းထပ်ပို့ပြီးတော့ညံညံသွေးတွေပွင့်လန်းနေမယ်နေမျိုးလည်းဖြစ်တယ်ကို အမျော်အမြင်ကြီးစွာနဲ့အလုတ်လုတ်ကန်လိုက်တဲ့အရာတိုင်းဟာမနှက်ဖြံမှာအောင်မြင်တတ်တယ်ဆိုတာမျိုးတွေ့ရတယ်။မနှက်ဖြံမှာဆိုလို့ရှိရင်ငွေကြေးလုတ်ကန်နဲ့ပတ်သက်ပြီးတော့လူတိုင်းလူတိုင်းထက်တာလွန်ကောင်းမွန်တဲ့အနေအထားတစ်ခုကိုရရှိတတ်တယ်ဆိုတာမျိုးတွေ့ရတယ်။တချို့ဆိုလို့ရှိရင်ကိုယ့်ရဲ့ပေါ့နော်အခက်ခဲတွေရှိလို့ကြိုးစားနေတဲ့နေရာမှာကူညီထောက်ပံ့မယ်အမျိုးသမီးတူကြောင့်မို့လို့ပို့ပြီးတော့စူးစမ်းနေတဲ့အရာတွေဟာ အရာထင်သွားတာမျိုးအောင်မြင်သွားတာမျိုးကောင်းမွန်တဲ့အထောက်ပံ့တွေရရှိတာမျိုးကြုံတွေ့ရတတ်ပါတယ်။ဒါဆိုရင်မနက်ဖြန်မှာတော့ငွေကြေးကံကောင်းတဲ့နေ့ဖြစ်ပါတယ်။အားလုံးပဲစီးပွားဥစ္စာဒီရလာတိုးတက်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။